မတ်လ၈ရက်နေ့ဟာအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပြီးမြန်မာနိုင်ငံကအမျိုးသမီးတွေကတော့ဆရာနာရှင်ရဲ့ဖိနှိပ်ခံထားမှုနဲ့အတူတန်းတူညီမျှရေးနဲ့အတိမတ်ပြုခံရရေးအတွက်စူးစမ်းနေရဆဲဖြစ်ပါတယ်။ဝေဝေသတင်းပေးပို့ထားပါတယ်ရှင်။ဒီစင်မက်လာရှိရဟာအပြည်ပြည်ဆိုင်ရာမျိုးသမီးများနေဖြစ်ပြီး2025ခုနှစ်အတွက်တမန်ဆောင်မှုက Accelerate Action အရှိန်မြင့်လုံဆောင်ခြင်းဖြစ်ပါတယ် အမျိုးသမီးတွေဂျန်နာတန်းလူညီမျှရေးအတွက်အတူတကွအရှိန်မြင့်လှုံ့ဆော်ကြဖို့ကိုဒီနေ့ဆောင်ဖို့ကရည်ရွယ်တာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံထဲမှာလည်းလူမှုအတိုင်းဝိုင်းနေတဲ့မှာမျှတာတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်မှုအမျိုးသမီးတွေရဲ့ပါဝင်ဆုံးဖြတ်နိုင်ခွင့်တွေကလည်းအရေးကြီးတယ်လို့မြမအမျိုးသမီးသမတ်က BWU ရဲ့တွေ့ဖက်အထွေထွေတွင်ယူမှုတက်ကပြောပါတယ်နိုင်ငံရဲ့အပြောင်းလဲတိုက်ပွဲတွေတော်လှန်ရေးကာလတွေအခုဒီနေ့ခေတ်အထိຫນွေဦးတော်လှန်ရေးအထိကို အမျိုးသမီးတွေက နောက်ချံမနေခဲ့ပဲနဲ့ခြေတန်းကနေပြီးတော့အမျိုးသားတွေနဲ့တန်းတူရရရဝင်းဝင်းရင်ဆိုင်တော်လှန်ရေးမှတိုက်ပွဲဝင်နေခဲ့ကြတာဖြစ်တယ်။ဒါပေမဲ့လူမှုအတိုင်းဝိုင်းတွင်းကတော့အဲ့ဒါကိုအမျိုးသမီးတွေရဲ့ပါဝင်မှုကိုဥဆောင်မှုအခမ်းကဏ္ဍမှာအတိမတ်ပြုမှုကအားနည်းနေပြီးတော့အမျိုးသမီးတွေရဲ့ပါဝင်မှုကိုအာ supporting role ပေါ့နော်ပံ့ပိုးတဲ့နေရာထောက်ပံ့တဲ့နေရာလောက်ကပဲမြင်နေခဲ့ကြမြင်နေကြစေ ဖြစ်နေတာကလည်းအင်မတန်ကိုစိတ်မကောင်းစရာတစ်ခုဖြစ်တယ်။ဒီလူမှုအတိုင်းဝိုင်းတွင်းမှာမျှတတဲ့ဆုံးဖြတ်ချက်တွေဖြစ်ဖို့ဆိုတာကလိုအပ်ချက်တွေရှိနေမှာဖြစ်တယ်။ကမ္ဘာပေါ်မှာအမျိုးသမီးတွေအတွက်ဂျန်နာတန်းလူညီမျှရေးအပြေးအဝါရရှိဖို့ကိုလက်ရှိအခြေအနေအရဆိုမျိုးဆက်၅ခုလောက်ထိကိုအချိန်ယူဖို့လိုအပ်ကြောင်းကိုလည်းကမ္ဘာစီးပွားရေးဖိုရမ်ကပြောဆိုထားတာရှိပါတယ်။ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့မြန်မာနိုင်ငံမှာလည်းအနာရှင်ကိုတွန်းလှန်ရင်စနစ်ဆိုးတွေကိုပါတိုက်ထုတ်ဖို့လိုအပ်ကြောင်းကို ြေပြင်မှာထောက်ပို့လုပ်ငန်းစဉ်တွေလုပ်ကိုင်နေတဲ့96စိုးကြရဲ့ဗဏ္ဍာရေးတာဝန်ခံရဲဘော်ဖူကပြောပါတယ်ဒီထောက်ပို့လုပ်ငန်းစဉ်တွေကိုအဓိကထားပြီးလှုပ်ဆောင်ခဲ့ရတယ်။အမျိုးသမီးဖြစ်လို့ခွဲခြားဆက်ဆံခဲ့ရတဲ့အခြေအနေတွေလည်းရှိခဲ့သလိုဒီအမျိုးသမီးဖြစ်လို့လည်းအာတချို့ဒီ fan share တဲ့အလွန်ငွေ share တဲ့အပိုင်းမှာလည်းအာသာချက်လေးတွေတော့ရှိခဲ့ရေပေါ့နော်။အမ်ဆိုတော့ကျမတို့တွေကအာနာရှင်ကို တွန်းလှန်ရင်းထဲမှာပဲစနစ်ဆိုးတွေကိုတွန်းလှန်ဖို့လည်းလိုအပ်ပါတယ်။ကျွန်မအနေနဲ့ပြောချင်တာကတော့ကျွန်မတို့အာစစ်အာဏာရှင်ကိုတွန်းလှန်ရင်းထဲပဲအမျိုးသမီးအခန်းကဏ္ဍတွေကိုမြင့်တင်သွားပြီးတော့မှအခွဲခြားဆက်ဆံခံရတဲ့အခြေအနေတွေစနစ်ဆိုးတွေကိုလည်းတခါရဲအမြင့်ဖြတ်တိုက်ထုတ်သွားကြမှာတယ်လို့ပြောချင်ပါတယ်ရှင်။မြန်မာနိုင်ငံမှာအာဏာရှင်တွေကိုတွန်းလှန်ရင်းထဲပဲဖိနှိပ်ကြမ်းဖက်ခံရစေအမျိုးသမီးတွေလည်းရှိနေပါတယ်။ဖိနှိပ်မှုခံရတဲ့အမျိုးသမီးတွေဟာမတရားမှုတွေအတွက်လည်းတတိရှိဖို့နဲ့ အသံတွေထုတ်ပေါ်ပြောဖို့လိုကြောင်းကိုဒီမိုကရေစီနဲ့အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူမန်ငင်းချက်မီကပြောပါတယ်။ကျမတို့ဟာဒီမိုကရေစီရေးအတွက်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတာလည်းမဟုတ်ဘဲနဲ့ကျမတို့ဟာကျမတို့လူ့အခွင့်အရေးရဲ့မှာနေ့စဉ်ကြီးစိုးနေတဲ့ဖို့ဝါဒကိုပါတိုက်ထုတ်ရတာဖြစ်တယ်။တတိရှိကြဖို့ပါပဲ။တကယ်လို့ကျမတို့ဟာမတရားမှုကိုကြုံလာရတယ်ဆိုလို့ရှင်တတိရှိရှိနဲ့ဖွင့်ဟဝန်ခံဖွင့်ဟပြောဆိုဖို့ရည်ကြီးပါတယ်။အဲ့ဒီဖွင့်ဟပြောဆိုတာလည်း အမျိုးသမီးတွေရဲရင့်တဲ့အမျိုးသမီးတွေကိုလည်းလုံခြုံအောင်လုံခြုံရေးအတွက်သူတို့ရဲ့လိုအပ်တဲ့တရားမျှတမှုအတွက်ဆောင်ရွက်ပေးဖို့ရန်တရားတွေကျွန်တော်တို့လိုအပ်ပါတယ်အဲ့တော့ဒီနှစ်ရဲ့ဒီအမျိုးသမီးနေရအမျိုးသမီးညနေရနေစပြီးတော့လဲဒါမျိုးတွေကိုဖော်ဆောင်လာဖို့သက်ဆိုင်ရာတွေကနေပြီးတော့ကြိုးပမ်းလာကြလိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတော်လိုင်းကြီးမှာတောက်ပေါင်းဆောင်ကနေတိုက်ပွဲဝင်နေကြတဲ့အမျိုးသမီးတွေကိုပြိနှိပ်လှောင်ပြောင်းတာတွေမလုပ်ဘဲအတူတူလက်တွဲပြီးဆက်လက်တိုက်ပွဲဝင်ကြဖို့ကို အန်ယူဂျီလူခွင့်ရေးဝန်ကြီးဌာနဝန်ကြီးဦးအောင်မျိုးမင်းကတိုက်တော်မှာတယ်အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆိုတာနေရာ background နောက်ခံမတူညီတဲ့အမျိုးသမီးတွေကဏ္ဍတည်တည်မှာသူတို့ရဲ့ swamp ပကားကိုအတိမတ်ပြဖို့အတွက်တိုက်ပွဲဝင်လာတဲ့ရလက်တစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ຫນွေဦးတော်လှန်ရေးတွေမှာတမိုင်းတစ်လျှောက်မှာစစ်အာဏာရှင်စနစ်ကိုတွန်းလှန်ခဲ့တဲ့တိုက်ပွဲတိုင်းမှာရဲရဲဝံ့ဝံ့နဲ့ပါဝင်ခဲ့ကြတဲ့အမျိုးသမီး သူရဲကောင်းများမြို့သူတက်ကြွလှုပ်ရှားသူများစစ်အာဏာရှင်စနစ်ကိုကြံ့ကြံ့ခံရင်ဆိုင်နေကြတဲ့အမျိုးသမီးများအားလုံးကိုလေးစားဂုဏ်ပြုလျက်ရှိပါတယ်။သူတို့ပေါ်မှာအကြမ်းဖက်တာတွေလောင်ပြောင်တာတွေနှိမ့်ချတာတွေအများဆုံးကျွန်တော်ဖယ်ရှားပြီးတော့လက်တွဲပေါ်များဖြစ်ရဲပေါ်ရဲပင်မှာဖြစ်ဆက်လက်ပြီးတော့တိုက်ပွဲဝင်သွားကြပါလို့တိုက်တွန်းပြောကြားလိုပါတယ်။အပြည်ပြည်ဆိုင်ရာမျိုးသမီးများနေကိုနှစ်စဉ်ကဘာတဝမ်းမှာကျင်းပပြုလုပ်ကြသလို့ 2021မတိုင်ခင် ကာလတွေကမြန်မာနိုင်ငံမှာလည်းပြုလုပ်ခဲ့ကြပါတယ်။အနာဒိမီနောက်မှာတော့စစ်ကောင်စီကိုတော်လှန်နေတဲ့အရက်ဖက်အဖွဲ့အစည်းတွေရဲ့ဥဆောင်ကျင်းပနိုင်မှုကမြန်မာနိုင်ငံပြည်တွင်းမှာမရှိတော့ဘဲလွမြောက်ရာဒေသတွေနဲ့ပြည်ပနိုင်ငံတွေမှာပဲအမျိုးသမီးတွေအတွက်တန်းတူညီမျှရေးကိုအမျိုးသမီးတွေကဥဆောင်တောင်းဆိုရင်းကျင်းပပြုလုပ်နေကြပါတယ်။ကျမဝေပါ